ဆရာထွေးလည်းရဲ့ကျေးဇူးနဲ့နိုင်ငံတကာမှာတော်တန်းနေဝင်ဝင်ကြရတဲ့အလှမေနနာကေပရိသက်ကြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်မှရင်ထွေးလင်တရားမင်းစုနီပါနဲ့ချုပ်ဆိုကြတဲ့စာချုပ်တွေနဲ့ပတ်သက်ပြီးတရားစွဲဖို့ပြင်ဆင်နေတာပဲဖြစ်ပါရည်အားလုံးသိကြတဲ့အတိုင်းသူကိုယ်တိုင်ပြုစုပြောထားပေးထားတဲ့သမီးတော်တွေကိုထိရဲ့နည်းနည်းလေးမှအငြင်းမကန်တဲ့ဆရာထွေးလင်ကတော့ဒီတစ်ခေါက်မှလည်းစူးစမ်းအထောက်မှုတွေပြုလုပ်ထားတဲ့ဂျားတွေကစာချုပ်ချုပ်ဆိုထားခြင်းမရှိဘူးဆိုပြီးချုံညာချင်းခံလာရတာပါဒါရီအကြောင်းမင်းထွေးလင်ကလွန်ခဲ့တဲ့နှစ်လပိုင်းတွေက စည်ရင်ပေးသွင်းထားခြင်းနဲ့ငွေလဲပြေစာအကောင်လုံးဟာလက်ထဲရှိတဲ့အတွက်ဒီလိုမျိုးပြောလာတဲ့အပေါ်မှာတိတ်ချဖြစ်ရှင်းပေးဖို့မလုပ်ဘူးဆိုရင်သူကိုယ်တိုင်သက်ဆိုင်ရာဖြစ်ရှင်းရလိမ့်မယ်လို့ဆိုခဲ့ပါသေးတယ်။ဒီလိုပွဲဆုံမှုတွေကြောင့်မင်းပြည်သက်တွေခင်ဗျာဒီနေ့ရဲ့အလှမေဖြစ်သူနနာကိုအားပေးရမှာလားမပေးရမှာလားဆိုတာဝေခွဲမိရဖြစ်ခဲ့တာကြောင့်ထူးဝက်လေးနေနေကဒီစာရဲ့စာတဲ့ကိစ္စတွေကကျွန်တော်ပဲအကောင်လုံးဖြစ်ရှင်းပါပါ။ဒါပေမဲ့ပြန်ပွဲဝင်နေတဲ့အလှမေနနာကိုတော့အားပေးမပြေပံမိုးပေးကြပါအောင်ဆိုပြီးလိုက်လွင်ပြောဆိုမှုတွေလုပ်ခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ထူးရဲလင်းရဲ့ချက်ကြလက်ကြပြောဆိုမှုတွေကြောင့်မေနနာတယောက်တော်တင်းစင်းနဲ့ဝင်ပါခဲ့ရသလိုမြန်မာနိုင်ငံအတွက်လည်းဂေါ်ယူနိုင်လောက်တဲ့အလှမဲ့တူဖြစ်လာခဲ့ပါတော့တယ်။ဘလိုပဲဖြစ်ဖြစ်ပါထူးရဲလင်းကတော့တကယ်ကိုမှဆရာကောင်းတယောက်ပြီးသားလုံးပါတယ်ရှင်။